ARD တိုင်းဟင်္ဒရာခရိုင်မြောင်မြို့နယ်မှာစစ်ကောင်မရှင်ခန့်ခြေရောက်ချုပ်ရမှုကစစ်သားဝင်ယူဖို့လို့ဆိုပြီးကြက်ငွေ300ကျော်ထိကောက်ခံနေတယ်လို့ဒေသခံတွေစီကတင်ရရှိပါရယ်ကြက်ငွေ300ကျော်ထိအာတမစူဆောင်းတောင်းယူနေသူမှာမြောင်မြို့နယ်မရွေးကုန်းအုပ်စုစစ်ကောင်မရှင်ခန့်ခြေရောက်ချုပ်ရမှုဥဆုံညွတ်ဆိုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်စစ်သားလူဝယ်ထည့်ရတယ်ဆိုပြီးငွေစုပေးနေကြရတာစစ်သားတစ်ခါထည့်ပေးရပြီဆိုတာနဲ့ ငွေသိန်းရာကျော်တဲ့စုပေးရတာလို့မရွေးကုန်းအုပ်စုရှိဒေသခံတူက ERR Times ကိုပြောပါရယ်မရွေးကုန်းကျေးရွာအုပ်စုမှာကျေးရွာပေါင်း9ရွာရှိပြီးအုပ်စုရင်းကျန်းငွေ320ကျော်ကိုကျေးရွာရှိဒေသခံတွေစုဆောင်းပြီးကျေးရွာအုပ်ချုပ်ရေးမှုစီပေးဆောင်နေကြရပြီးငွေတောင်းယူတဲ့အချိန်ရမှများလာတယ်လို့ဒေသခံတွေကပြောပါရယ် ERR တိုင်းရှိမြို့နယ်များစုမှာစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုတွေကပြည်သူစစ်မှုရန်လူစားထိုးဝယ်ယူဖို့လို့ဆိုပြီးငွေကြေးတွေအဆမတန်တောင်းယူနေပေမဲ့ အမှန်တကယ်ပြည်သူစစ်မှုရန်ကိုပို့ဆောင်ခံရသူတွေမှာငွေကြေးတွေမရဘူးလို့ပြည်သူစစ်မှုရန်မိသားစုဝင်တွေကပြောပါတယ်။ ERR တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခံအုပ်ချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူနေတယ်လို့ ERR Time ကစုံစမ်းသိရှိရပါတယ်။